317ရဲ့ခေါင်းပွဲအီလီယာနဲ့အိုလီဗီရာဒီအပိုင်းတွေမှာအီလီယာရဲ့သတင်းတွေကမတွေ့ကျင်မှာအဆုံး overrated အရန်ဖြစ်လွန်းနေဒီလိုပြောလို့အီလီယာကိုမကောင်းဘူးလို့ပြောချင်တာမဟုတ်ဘူးကောင်းပါတယ်ရှီသင်းတဲ့နေရာထက်အများကြီးပိုရောက်နေတယ်ကိုပြောချင်တာအီလီယာရဲ့ idol ကခေါ်နာပါထောက်မပြောပေမဲ့လူတိုင်းသိပြီးသားကွန်နာရဲ့အရွေးတွေအတိုင်းခြေရလိုက်နေနေတာလုံးဝအတိကြပဲဆိုရှယ်မီဒီယာရဲ့ပါဝါကိုလည်းအပြည့်အဝသုံးနိုင်တယ် ပညာပိုင်းနဲ့ကစားသမားတယောက်အနေနဲ့ကြည့်ရမယ်ဆိုရင်သူ့ကိုယ်သူ Instagram မှာ Legion လို့နာမည်ပြောင်းလိုက်ဖို့ကအရင်စောလွန်သေးတယ်။ Over confident လည်းဖြစ်နေတယ်။ Jose Amado, Vogano, Holloway တို့ကိုအလဲထိုးထားနိုင်တယ်။နည်းနည်းနော်နော်စကေးတော့မဟုတ်ပါဘူး။ဒါတော့လက်ခံပါတယ်။ဆောင်ရမ်းကောင်းပါတယ်။မှန်ပါတယ်။ပြောချင်တာကဗျာ။ Ilya မကောင်းဘူးမဟုတ်ဘူး။ဆောင်ရမ်းကောင်းတယ်။လက်သီးပိုင်းရဲ့ power က heavyweight နီးပါးလောက်ထိကိုထွက်တယ်။နှစ်ပိုင်းပိုင်းလည်းရှယ်ပဲ။အသက်အရွယ်အရာရော Bright time အရာဆိုရင်ရော အကောင်းဆုံးအချိန်တစ်ခုမီဒီယာအားတွေနဲ့ပရိသတ်အားတွေရှိတော့ပေါ့ကြေးမှာအီလီယာက1.23 Charles Oliver 4.29 ठ ပေါ့ပါတယ်လေးသားကြော်ဗျာပေါ့ကြေးဆိုတာကဘတ်တင်ကုမ္ပဏီတစ်ခုကနေပြီးတော့စားဖောက်ပေးလိုက်ပြီးတော့လောင်းတဲ့လူတွေပေါ်မှာလိုက်ပြီးတော့ကြည့်ရအပြောင်းလဲရလဲရှိပြန်တယ်ကြည့်မပြောင်းဘူးဆိုရင်လောင်းတဲ့လူတွေအရွေးတိတ်မကြမ်းလို့ပဲအဲဆိုတော့ပရိသတ်အများစုကလည်းအီလီယာနိုင်မယ်လို့ထင်ထားကြတဲ့လူများပါလိမ့်မယ်မှန်ပါတယ်အစောပိုင်းကပြောသလိုအချက်လက်တွေအရာအီလီယာသည်အသာကြီးပါဒီလိုပြောလို့100%အနိုင်လေ ပြောလို့မရပြန်ဘူး MMA ဆိုတာဘာမှမစိုးဖြစ်နိုင်တယ်ကျွန်တော်အိုလီဘက်ကနေပြီးကျွန်တော်ရှေ့နေလိုက်ကြည့်မယ်ဗျာအိုလီဆိုတာက2016တဲက lightweight တန်းမှာစောနေရတူပါသူ့ရဲ့တကယ် weight တန်းဖြစ်နေပြီအရမောင်9ပြီ10လက်မနဲ့ reach က84လက်မရှိလို့ physical ပိုင်းလည်းအဆင်ပြေနေမယ်အီလီယာရဲ့အရက်က9ပြီ9နဲ့ reach က69ပဲရှိတယ် reach မှာ9လက်မဆိုတာကွာပါတယ်တော်နီဖာဂူဆန် Michael Chandler Dustin Poirier Justin Gaethje အစ္စလာမ်မကာရှက်အန်နီယာဒါရုရှအာမန်ဆရူခန်ရုံနဲ့တွေ့ဖို့တယ်ကုန်နေပြီလိုင်းဝေးတမ်းမှာဘယ်သူမှမကြိုက်တော့ဘူးရှုံးတာနိုင်တာအပါထားဗျအဲ့ဒီအတွေ့အကြုံတွေကအိုလီဗေရာမှာရှိနေလိမ့်မယ်ပြီးတော့ UFC မှာပွဲပေါင်း16ပွဲတတိဆမ်မရှင်နဲ့နိုင်ထားဘူးတဲ့တူးသေးတော့လို့ပန့်ပိုင်းမှာလည်းမိုက်ကယ်ချန်ဒလာကိုကြောက်အောင်ထိုးနိုင်တယ် Justin Gaethje, Panier Darush, Armand အကုန်လုံးကြားလို့နေနေဖြစ်ခဲ့တာကြီးပဲ။ Striking ဘိုင်းမှာလည်းခေတူမဟုတ်တလို့ Lightweight Champion ဟောင်းလည်းဖြစ်ပြန်တယ်။ Arnage ဆိုလို့ရန်ရန်ဝင်တက်တာနဲ့အဲ့လိုဝင်ဂျောပွင့်တက်တာတစ်ခုပဲရှိတယ်။ Chandler နဲ့ပွဲမှာ Oli တစ်ခါကြားတယ်။ Wildlife နဲ့ကြားတာ။ ပူရီနဲ့ပွဲလဲကြာတာပဲဝိုင်လက်တီပဲဂေဂျီနဲ့ပွဲမှာလဲကြာတာပဲဝိုင်လက်တီပဲဆိုတော့အိုလီရဲ့အားနဲ့ချက်ကဟန်ရွတ်ပါဆက်ဝိုင်လက်တီပါရှေ့ပွဲဒီမှာကြာရင်လဲချက်ချင်းမလွတ်အောင်တော့ကွန်ထရိုးလုပ်ပြီးတော့ပြန်ထနိုင်ပေမဲ့အီလီယာရဲ့ဝိုင်လက်တီထိရင်အိုလီပြန်ထနိုင်ပါမလားဆိုတာမကျိန်းသေးဘူးအိုလီကဘီဂျေဂျေသမားပါဘန်ပိုဇီရှင်ရရင်အဲ့ကောင်ကိုဘွားသာကိုတွေးထားလိုက်တော့ဂျီဂျီဆုမှာဆောင်းရန်ကြမ်းလို့ဂရောင်းပိုင်းကိုထည့်သွားလားဆိုရင်လည်းမဟုတ်ပြန်ဘူးဘရာဇီးသားတွေကဘလောက်ပဲဂရောင်းသမား ဖြစ်ဖြစ်ရှင်ထိုးကြသေးတယ်။နောက်မှ submission ဘက်ကို transition လုပ်တာ။ Michael Chandler ကိုလည်းရှင်ထိုးသေးတာပဲ။ Ori ရှင်ထိုးတယ်၊ GG power ကောင်းပါတယ်ဆိုတဲ့ကောင်တွေလည်းရှင်ထိုးခဲ့တာပဲ။ဒီပွဲလဲ Oli အနေနဲ့တိုင်းတာတစ်ခုကြည့်တော့ရှင်ထိုးအောင်ပါပဲ။အဲ့တော့ကျွန်တော်အစားကပြောတယ်အိုလီကဂျောပွင့်တက်တယ်ဆိုတာကတော်တော်အန္တရာယ်များတယ်ဂျောမလုံရင်ကြာမှာဒါဒီအိုလီဗီယာရှုံးနိုင်တဲ့အချက်ပဲအိုလီဗီယာနိုင်နိုင်တဲ့အချက်က rich အတာကြောင့်အကွာဝေးထိန်းကစားနိုင်ရင် တို့မဟုတ်ဘတ် position ကိုချက်ချင်းပြောင်းပြီးတော့ transition လုပ်ပြီးတော့ submission ဘက်ကိုပြောင်းနိုင်ရင်အဲ့ဒါမှမဟုတ်သေးဘူးဆိုရင်၃ကြိမ်နောက်ပိုင်းထိဆွဲခေါ်နိုင်ရင် Olivera 99နဲ့၃ကြိမ်နောက်ပိုင်းဆိုရင် Ilya ကအမြဲတမ်းတက်လုံကြတတ်တယ်။ဘာကြောင့်လဲဆိုတော့ပွဲအချိန်တော်တော်များများကိုပထမကြိမ်ဒုတိယကြိမ်မှာပဲပြက်လိရှိတယ်။အဲ့တော့9မိနစ်5ကြိမ်တော့တက်လုံကသူ့မှာအပြည့်ဝပါလာအောင်မဟုတ်ဘူး။ Halloween နဲ့ပွဲမှာလည်း၃ကြိမ်မှာတက်လုံစကုန်ပြီ။ weight down လဲတက်ထားတာမို့လို့ Marcel တို့ကပို့ကြည့်ပြီးတော့တက်လုံကပိုကုန်နေအောင်မယ်။ ဒါကြောင့်ရှေ့နှချီမှာအီလီယာတာမယ်သူနိုင်ရင်လည်းအဲ့ချီတွေမှာပဲနိုင်နိုင်ချီရှိတယ်တုံးကြီးနဲ့တုံးကြီးနောက်ပိုင်းအထိဆွဲခေါ်နိုင်ရင်အိုလီဗေရာကအာသာချက်တွေရှိနေပါပြီ။အမှန်ဆုံးပြတ်ကိုရောက်နိုင်ချေနဲတဲ့နှစ်ယောက်စလုံးကသူ့လဲကိုလဲဆော့တက်လို့ပါ။ပြန်ပြောရရင်အိုလီဗေရာဆိုတာကစောက်ချင်လုံးဝမဟုတ်ဘူး။ကျွန်တော်အိုလီဗေရာဘက်ကနေထည့်ထားတယ်။လေးစားကြော်ဆိုတော့တန်တယ်ဗျာ။မျောလင်းလို့ရတယ်။ကျွန်တော်ထည့်လို့လဲလိုက်တော့မထည့်နဲ့။ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆော့ပါ။အောက်ကြီးထိုင်မယ်ဆိုရင်လဲ ကိုအရှုံးခံနိုင်လောက်တဲ့ပမာဏပဲထည့်ပါ ပြီးရင်မေ့ထားလိုက် UFC 317ရဲ့ပွဲစဉ်အစဆုံးကို Telegram မှာ live လွှင့်ပေးမှာဖြစ်ပါတယ် Brilliant Cut တွေကမနက်၄နာရီခွဲမြန်မာစံတော်ချိန်မှာစမှာဖြစ်ပြီးတော့ main cut တွေကတော့9နာရီခွဲ10နာရီဝန်းကျင်လောက်ကနေစမှာပါ main cut တွေအကုန်လုံးကို commentator အနေနဲ့လွှင့်ပေးမှာပါနေရောတာပါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSNYH ကိုသုံးပါ